အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်စားမယ့် breakfast လေးကိုပြပြပေးမယ်အဲ့တော့ဒီမှာကျဲဦးကတော့ဆယ်လုံးတော့ပြုတ်ထားတယ်ကစုံကနှလုံးပြုတ်ထားတယ်ဒါမှကျွန်တော်ကစုံတစ်လုံးပဲစားမယ်တစ်လုံးကကျွန်တော်ရဲ့ဇနီးအတွက်ကျဲဦးပြုတ်ဒီနေ့နှလုံးအကတစ်လုံးစားမယ်ကစုံတစ်လုံးစားမယ်ပြီးတော့ငပိထမင်းကျော်ပေါ့နော်ငပိထမင်းကျော်တော့ကျွန်တော်ရဲ့လက်နက်စုပ်စာကျဲဦးကျော်ဒါတော့ကျွန်တော်ကြိုက်လို့စီကျော်ပေါ့ကျဲဦးအခောက်ကျော်ရဲ့ဆလတ်ရွက်လက်သီးစုပ်နှစ်စုပ်စာစားမယ် ဒါကကျွန်တော်တို့ခန္ဓာကိုယ်ကြီးထွားခြင်းတဲ့လူတွေအတွက်လွယ်ကူရွှေ့ရှင်းပြီးတော့ချက်ပြွားလွယ်ကူပါတယ်။နောက်ပြီးသမင်းကျော်တော့ဒီနေ့တော့ကိုယ့်အကိုချက်တာဗျ။အဲ့တော့ကယ်လိုရီဘယ်လောက်ပါလဲကျွန်တော်မသိဘူး။ဒါမဲ့ကျွန်တော်ရဲ့ portion ကိုဆရာနန်ဦးရဲ့ဝိချခြင်းအမှုပညာစာအုပ်မှာပါတဲ့ portion တဲ့နည်းနည်းလေးကြော်ထားတယ်။အဲ့တော့ပုံမှန် portion အရဆိုရင် ကာဘိုဟိုက်ဒရိတ်ဆိုတဲ့ဂစီဓာတ်ကလက်နှခုတ်စာ protein ဆိုတဲ့အသားဓာတ်ကလက်နှဝါးစာ ပြီးတော့မှ fiber ဆိုတဲ့အမြင်တက်ကတော့ကျွန်တော်တို့လက်သီးစုပ်နှစ်စုပ်စာပေါ့နော်အဲ့တော့ပြီးတော့အစီတက်ကတော့လက်မနှမစာအဲ့တော့စီကတော့ကျွန်တော်ကတန်လွင်စီနဲ့ကျော်ထားတာဖြစ်တဲ့အတွက်အားလုံးမအောင်စီကိုထည့်ပြောကြရမလို့တော့ဘာပြန်ပြောပြမယ်ဆိုရင်ကာဘိုဟိုက်ဒရိတ်ဆိုတဲ့ကစီတက်ကျွန်တော်ရဲ့ကစီတက်ကလက်နှစ်ခုပ်စာဒါပိုရှင်နည်းနည်းကျော်နေတယ်ကျွန်တော်ခန္ဓာကိုယ်ချက်ထပ်ပြီးကြီးသွားခြင်းမိတာဟုတ်အပြီးတော့မှ ျေဥပုပ်ကသုံးလုံးအကြော်တစ်လုံးအဲ့ခါကျတော့ကျွန်တော်တို့ကပရိုတိန်းဓာတ်ဆိုတဲ့အသားဓာတ်ကလက်နဝါးစာပြီးတော့မှဆလတ်ရွက်ဆလတ်ရွက်ဆိုတော့အရွက်ကအမြင်ဓာတ်ကလက်တီးစုံနှစ်စုံစာဆိုရပြီအဲ့တော့လက်တီးစုံနှစ်စုံစာဆိုရင်ဒီလောက်ဟောလောက်စာအပေါ်ရှင်နည်းနည်းကြော်ရင်လည်းကြော်လိမ့်မယ်ဒါပေမဲ့ဒီကတော့ပြန်းများအနေထားကွက်တီပါပဲပေါ်ရှင်နည်းနည်းကြော်တာဖြစ်တဲ့ခန္ဓာကိုယ်အသေးချောက်ကြီးပေါ့မှာဖြစ်တယ်အစီဓာတ်ကတော့လမ်းမနမစာအဲ့တော့ရိုးရှင်းတဲ့ breakfast ကဘာမှခက်ခက်ခဲမဟုတ်ဘူးခန္ဓာကိုယ်ကြည်သွားခြင်းကိုယ့်ရဲ့တနေ့တာစားမဲ့ calorie တွေနည်း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 ပိုစားဆိုတာကျွန်တော်အများတန်းပြောတယ်အဲ့တော့ကျွန်တော်တို့ portion တွေမတွက်တတ်ဘူးဆိုရင်ဆရာနိုင်ဦးရဲ့ weight ချခြင်းအမှုပညာစာအုပ်ကိုဝေဖတ်ပါအင်မတန်တန်ပြီးတော့ weight တင်တဲ့လူပဲဖြစ် weight ချတဲ့လူပဲဖြစ်လွယ်ကူရိုးရှင်းသွားနဲ့ကိုယ့်ကို management လုပ်သွားနိုင်မှာပဲဖြစ်ပါတယ်ဗျကျေးဇူးတင်ပါတယ်